အဲဒီနေ့မှာတော့ကျွန်တော်တို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအနေနဲ့မကြမီမှာကျင်းပတော့မဲ့ပါတီစုံဒီမိုကရေစီအထူးထူးရွေးကောက်ပွဲမှာဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့မဲဆန္ဒရှင်ပြည်သူအလုံးလွတ်လပ်မြတ်သာဆန္ဒမဲပေးနိုင်ရေးအတွက်ရာဇဝတိပုံမှ905ကာကြီးနဲ့တရားစွဲဆို ခံထားတဲ့လူတွေအဲ့ဒီ905ကာကြီးနဲ့တရားစွဲဆိုခံရပြီး ထွက်ပြေးသိမ်းရှောင်နေတဲ့အတွက်ရာဇဝတ်ကျင့်သုံးဥပဒေပုံမှန်910နှစ်နဲ့တရားစွဲဆိုခံထားတဲ့လူတွေကိုကြားနာနေစေအမှုများကိုပိတ်သိမ်းပြီးတရားခံများကိုအမှုမှလွတ်ဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်429ရဲ့အညီအမိန့်ထုတ်ပြန်သွားဖို့ရှိပါတယ်ဒီနေ့ထုတ်ပြန်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ပြစ်ဒဏ်လုံခြုံရေးအမိန့်ဖြစ်ပါတယ်ပြစ်ဒဏ်လုံခြုံရေးအမိန့်မှာလည်းရာဇာကြီးပုံမှန်905ကရ ြစ်မှုထင်ရှားစီရင်ခံရပြီးအကျဉ်းထောင်အချုပ်ထောင်အကျဉ်းစခန်းအသီးသီးမှာပြစ်ဒဏ်ကြားခံနေတဲ့အကျဉ်းသားအကျဉ်းသူတွေကိုခံဝင်တဲ့ကျွန်တော်ပြစ်ဒဏ်များအပေါ်ရှော့ပေါ်ပြီးပြစ်ဒဏ်မှလူငိမ့်ချမ်းသာခွင့်ပြုပေးမှာဖြစ်ပါတယ်။ဒါဝဒီနေ့မှာပဲမကြာမီထောက်ပြန်ဖို့ရှိမှာဖြစ်ကြောင်းတည်င်းပေးလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။